အားလုံးပဲမင်္ဂလာပါဒီနေ့တရေသီမဲ့တင်ကင်းစာကတော့အခန်း3လေ့ကျင့်ခန်းသုတသမရှိကနံပါတ်9ကနေ15ဒီ channel ဟာလေးပါနော်အဲ့ဒီမှာနံပါတ်9မှာဆိုရင်နော်ဒီ6 6 set to the power 5 by 3 set plus 4 set to the power 7 by 2 8 2ဖြစ်ပါတယ်အဲ့ဒါတို့ကျတော့ခွဲမှာပါသူကကြာနှစ်ကိန်းလုံးကနှလုံးပူးဖြစ်နေတာပြီဆိုတော့ဒီနှစ်ခါခွဲတော့လေးခါရမယ်ပေါ့နော်ပထမဆုံး6နဲ့3နဲ့တို့တစ်ခါခွဲမယ် set to the power 5နဲ့7နဲ့တစ်ခါခွဲမယ်နော် ။ဒါကအပေါင်းရဲ့နောက်ကကဲကိုလည်းတခါကြည့်လို့ခုနှစ်ခုခွဲလိုက်မယ်နော်။ဖုန်းနဲ့ဒူးနဲ့တခါခွဲမယ်။ Z2 တဲ့ power 7နဲ့ Z2 နဲ့တခါခွဲလိုက်။ဒါတွင်ကျွန်တော်ကအရှိတော့ချောက်ကိုသုံးနေကြတဲ့အခါမှာဒီလိုမြင်ရတယ်။နော် Z power 5ကို Z နဲ့တွဲပြီးနှုတ်ရတဲ့အခါမှာဒါကလည်းအတင်းနှုတ်လို့နော်။ပြီးတော့၄ကိုနှင်းနဲ့၄ကိုနှင်းနဲ့ကြတဲ့အခါမှာနှိရတယ်။နောက်က Z9 တဲ့ကို Z3 နဲ့တခါချေချေတွဲပြီးတော့နှုတ်လိုက်မယ်နော်။တို့ရကမှာပြမ2ရတူပဲရမယ်25တက်ရ7တက်ရတော့14တက်ကျင်မယ် တူကိုဒီဇိုင်းပြင်ရင်မဲ့ဇက်9နဲ့လဲ13နဲ့ဦးလို့ဇက်4လက်ကျင်တယ်ဒါဆိုရှင်တို့ကဇက်4နဲ့ဇက်4နဲ့ဆိုတော့မျိုးတူပါပြီမျိုးတူပါဆိုတော့ရှင်တို့ကပေါင်းလို့ရပြီเนาะ2ဇက်2ဇက်ပါဝါ4နဲ့4နဲ့အဲ2ဇက်2ဇက်ပါဝါ4ဆိုတော့နောက်ခုပိုင်းရက်ခါမှာဒီဘာရလဲဆိုရင်4ဇက်ပါဝါ4ရပါတယ်เนาะနောက်ကနံပါတ်10ပါနံပါတ်10မှာကလည်းအတိုင်းပဲ 10k ကျူပိုင်း 10k square မိုင်းနဲ့ 70k ကျူပိုင်း 70k to the power 5 by 10k square မိုင်းနဲ့ 36k power 4 by 6k ရရပေါ့เนาะအဲ့ဒါကျတော့ကိန်းကနဲ့ AKI နဲ့ဒီ9မဲ့ခွဲမယ်เนาะခွဲရတဲ့အခါမှာဒီ90ကို10နဲ့စားတဲ့အခါမှာ900ရတယ် k to the power 5နဲ့ k square နဲ့ဆိုတော့နှုတ်လိုက်မယ်เนาะခြေတစ်ပြစားပြီးတော့လည်းနှုတ်မယ်36ကိုကျတော့6နဲ့စားတဲ့အခါမှာ66လေး36ရတယ်เนาะအဲ့လို k လေးနဲ့ negative နဲ့နှုတ်လိုက်တဲ့အခါမှာအဲ့နှုတ်မယ်ပေါ့เนาะကျတော့ကိုက၄တက်ကကြီးနေရဖြစ်တယ်အောက်ကဘိုင်းချင်မှရှိတဲ့တစ်ချက်က5ဝင်မှလာပြီးတော့နှုတ်ပြရပါတယ် အဲ့ဒီလူငါးရဲငါးငါးတရနှစ်တောက်တော့ဒီသုံးရက်ကျင်တယ်နော် 7k ကြည့်ရပါတယ်ငါစစ်ကဒီရိုက်နေရင်မယ်နော် k 4တရကြည့်ရအောင်တော့ k 3တရရအောင်နော်ဒါဆိုကျွန်တော်ကမျိုးရူတာကြည့်တဲ့ပေါ့လို့လို့ရပြီဒါကြောင့်မို့ 7k ကျူရဲက 6k ကျူလို့ပြောရတာမှဆိုပါတော့ 1k ကျူကျင်တယ်1ကကျူလို့ပြီးလေရရတယ်ဟုတ်ဒီက k ကျူပါတယ်နောက်က7နော်7မှာလည်း ah ah square ပါလို့ a square y ကွာကြတော့ဘာလဲမို့ကြည့်ရရူပြီး အဲ့ဒီချိန်မှာတော့ခွဲကြဘူးနောက်ကလေးမဟုတ်ဘူးဆိုတော့ခွဲမယ်ရေးလိုက်ပါနော်ခွဲရတာမှာဒီတစ်ခါလေးပဲရေးလိုက်တော့ပေါ့နော်အဲ့စကားကအနောက်ကဘိုင်းချိန်မှာကအပြည့်ရင်းအပြည့်ပဲရှိတယ်အဲ့ကိုပြနေစားရင်အိပ်ပဲရမှာဖြစ်တယ်ဒီကိုစားတော့ပါတယ် HP ရေးမယ်အိပ်လေးတဲ့တွေကအိပ်လေးတွေကိုရေးလို့မလုပ်ဘူးလေဒါက1 minute တွေက1ဟုတ်နောက်မှတဲ့အတိုင်းပဲဒီစနစ်ကိုမြင့်နေစားတဲ့အခါမှာ600ရတယ်အိပ်လေးတွေကအိပ်လေးတွေကိုလုပ်မယ်ဘိုင်းသုံးတွေက1ဖြစ်တယ်ဒါကြောင့်ဒီ HS2 wire design မပြေဘူးလေ ့ x ကိုကြိုင်းရေးပြီးတော့၄ရဲ့ x တန်ပေါ်မှာ x တန်ကို x ကရ x တန်ကို၄ရဲ့အနည်းငယ်တော့ x2 ရရတယ်။ y2 ရ y ကိုတော့ဝင်တော့ y ရတယ်နော်။နောက်က6ကရ6ပဲရေးမယ်။အဲ့၄တဲ့အဲ့၄တဲ့ကနော် x ကရ x ၄တဲ့ကတစ်ချက်ကိုတော့ x2 ကျင်မယ်။ y3 တဲ့ကဝါတစ်ချက်ကိုတော့ y တစ်ချက်ကိုတော့ y တစ်ချက်ကျင်မယ်။ဒါတို့ရေးချင်လို့က6က x 8x2 y ပလက် 8x2 y ပလက် 8x2 y နဲ့ပေါင်းတဲ့အခါမှာဒီက6ကဘူးတူတဲ့အဖြစ်ဖြစ်ပေါင်းရည်နော်။ စီချင်း a square y ရပါတယ်အဲ့ဒီဟာတွေပဲဆိုတော့ဟို CS square y ကိုပြည့်ပြည့်မှာ tan a square y ရတယ်ဟုတ်ကဲ့အပေါ်မှာမျိုးတွေမျိုးတွေကိုလည်းတွေ့ရတယ်ဒီလိုပေါ့ကောင်းတယ်လို့ရပါတယ်ဟုတ်ကဲ့ဒါကနံပါတ်7ပါနံပါတ်7ရတဲ့အခါနောက်ဆုံးခဲ့ရတော့ minus 2 CS ဟိုပိုင်းကြီးပုံပြေးနေမဲ့ဖြစ်တဲ့ဉာဏ်ကြီးနဲ့ရှေ့ရနှစ်ခုကြာကျင်းနေတိုင်းမဟုတ်ဘူးဟုတ်ကဲ့အဲ့ဒါအကေရနဲ့ဒီကိန်းနည်းနည်းကိုပြန်လိုက်မယ်ဒါဆိုရင်ရှင်းတော့အမေကကြာ3ကို4နဲ့စားမယ်6 square ကို4နဲ့စားမယ်ဒီက3နဲ့ကြီးရတဲ့ဒီပဲရိုက်တယ် အဲ့ဒါအတိုင်းပဲ9ကိုတူတူရတယ်3နဲ့စားတယ်အဲ6 square ကိုလည်း C ဒီက6 square နဲ့ C နဲ့ပြီးလည်းဒီကတော့လည်းဒီအရေးလိုက်ပါလား။ဒါကြီး3 by 4နော်6 square ကတော့စူးတက်တဲ့အစီတစ်ချက်ကိုလည်းဒီလိုပြင်ရေးမယ်။ကိုယ်ကသုံးနဲ့စားတဲ့ခါမှာဆို300ရပါဘူး။ဒီကကြာအပိုင်းရဲ့စားလိုက်တဲ့တော့လည်း300ရေးမယ်။နောက်က6 square ရဲ့ကဘာလို့လို့မယ်။နောက်ဒီရေးမယ်သူ C နဲ့။ဒါကြီး3 by 4က3 by 4ပဲ။ C C နဲ့တက်တဲ့အစီတစ်ချက်ကိုတော့ C ကျင်မယ်။ C နဲ့ဒီနဲ့ကတော့ C ရရပါလား။ အဲ3ရနောက်က senior ထက်ပြရတဲ့တော်စီရရဲနောက်ကလည်း3 senior ရရဲခုနောက်ဆုံးမှလည်း minus 2 senior အကုန်လုံးကကျတော့ဗါလို့အဲဘိုးလူပေးလို့နေဖြစ်တဲ့ senior ရရဲအဲ့ဒါတို့ရှိရင်ကျတို့ဟောပိုင်းကြီးကိုကျတို့ကညှိပြီးတော့ပေါင်းလို့ပေါ့နော်ပိုင်းကြီးကိုလောညှိနေပေါ့အဲမာ3 by 4 cd ရ3 cd ဟုတ်နော်အဲ့ဒါ3 3 by 4ရဲအဲ့3 3 by 4ရဲအဲ့လိုမလုပ်ဘဲဆိုးပြရဲ3 cd ရ2 cd လို့1 cd ကျတယ် ဘတ်စီရီနဲ့ 3x4 စီရီနဲ့ပေါင်းတော့ 3x4 စီရီရတယ်အဲ့လိုမျိုးရပါတယ်ရှင်းပါတယ်အဲ့ဒါအပေါင်းကိပြည့်တဲ့2.5နဲ့ဘာလို့2.5စီရီရတယ်ရိုင်းမိုက်ရေတော့ထားရတယ်နော်။အဲ့ဒါကိပြည့်တဲ့လုံးပြည့်တဲ့3စီရီရ2စီရီရဟုတ်လိုက်ရောစီရီချင်း။အဲ့1စီရီနဲ့ရှေ့ရ2.5စီရီနဲ့ပေါင်းတာတကယ်ကပေါင်းနိုင်ရောက်3.5စီရီဆိုပြီးတော့ဒီအင်းရောနေနေရမယ်။ဟုတ်ကဲ့နံပါတ်7ပါ။ဟုတ်ကဲ့ ်မင်းစနုံကကြောက်တဲ့အတိုင်းပဲဂျိုအကရလေးကြီးနဲ့ဒီကနေ့နေတဲ့ကိုပြက်ခွဲမယ်ပြန်တော့မှာ24ကိုဘာနဲ့ဒီနေ့စားမယ်ဒီပေါ်က5ကိုအိတ်နဲ့စားမယ် Y2 ကို Y နဲ့စားမယ်နောက်က8ကိုဒီနဲ့စားမယ်နောက်ကဘာကြီးနဲ့ကြောက်တော့8ကိုနဲ့စားမယ်8 power 4ကတော့သူကသူ့မှာစားခြင်းဖြစ်တဲ့အတွက်သူကဒီလုံးရဲ့ဆိုတော့8 power 4ကိုရိုက်ပြည့်ရေးမယ်နောက်က Y6 ကို Y4 နဲ့စားမယ်စားတဲ့ကမှာ24ကိုဘာနဲ့ဒီနေ့စားတဲ့ကမှာ3ရှိလေး24အနောက်ရှိတဲ့အတွက်အနောက်ရှိပါ minus 8 တယ်။အဲ့ငါးတရားကြီးတော့ exit ကိုလုပ်တယ်။အဲ့ဒါက one two တရား one two ။ရှစ်ပုံမြင့်မြတ်စားတဲ့ပုံမှာဒီလိုမြင့်လေးရှိပြီးတဲ့လေးရပါတယ်။ဒါက8ပေါ်ကကိုယ်ကဒီအင်းပြင်းနေတယ်။ one two တရား one လေးတဲ့ကို။ဒီ one နဲ့8ကတော့ဒီတိုင်းပဲ။ဒီငါးတရားတစ်ချက်ကိုတော့အေးလေးတဲ့ချက်နဲ့ one two တရားတစ်ချက်ကိုတော့ one တဲ့ချက်ပဲ။ဒါက4ရဲ့8ပေါ်ကကိုယ်ကဒီအင်းပြင်းနေတယ်။ one two တရား one လေးတဲ့ကို one square တဲ့ပြီနော်။ဒါဆိုရင်မို့လို့ why နောက်ကဒုလာမူလာကြည့်နေလို့ရှိရှိတော့နောက်ကအခေရကိုကြည့်လိုက်တယ်အခေရက8 power 4 watts ပဲအခုမှလည်း8 power 4 watts ပဲဒါတွေလို့ပူသွားတယ်ဒုတိယကြီးပေါင်းလို့လုပ်လို့ရပြီအခဏပူတော့ဒီတော့နှုတ်ပေးရမယ်နှုတ်တဲ့ခါမှာနိုင်တဲ့8 8 power 4 watts ပဲလေကနေပြီးတော့8 power 4 watts ပဲနဲ့ဒီနှုတ်ရတဲ့ကောင်ကနော်အဲ4 8 power 4 watts ပဲရပါတယ်အနောက်ကကြည့်ရတဲ့အခုပြင်ရပါတော့အဲ့တော့အဲ့ဒီ message လေးပါ message လေးမှာလည်းဒီတော့သွားတော့၃စုံပါ လို့ဆိုတော့သူအရှိအိပဲကျေစီရမှာပထမဆုံးအရှိန်တော့ကတိုင်းကိမှာဆိုရင်34ကိုဆက်ပြီးဆက်ရမယ်ယူလေးတက်ကိုဆက်ဆက်ရမယ်ဒီ9တက်ကိုဒီလေးဆက်ဆက်ရမယ်ဒီရတစ်ခုမှာကျတော့20ကိုမိုင်းနက်ကိုဆက်ဆက်ရမယ်ဒီ9တက်ကိုဒီလေးတက်ဆက်ဆက်ရမယ်နော်ဒီ3တက်ကိုဒီလေးဆက်ဆက်ရမယ်ခုနောက်ဆုံးမှာကျတော့15ကိုဒီလေးဆက်ဆက်ရမယ်16တက်ကိုဒီလေးဆက်ဆက်ရမယ်ဒီ4တက်ကိုဒီလေးဆက်ဆက်ရမယ်ဆရာကမှာအဲအချိန်အရှင်းဆုံးက34ကိုစက်ကုန်တဲ့ဆရာကမှာအချိန်ပြရတယ်။ဟုတ်လား။ဂျူလီယန် ကြရားကြီးတစ်ချက်ကိုတော့ပြောတော့ဒီငါးတဲ့ဆရာကြီးတော့ပြောလို့ပါပဲ။မိုင်းညံ့ဆရာကြီးကိုမိုင်းညံ့ခုနဲ့စားရတာကတော့မိုင်းညံ့မနေချင်းအခြေပါ။အဲဆယ်ကိုလေးနဲ့စားရတာက900ရတယ်။ဒီကငါးတဲ့ဆရာကြီးတစ်ချက်ကိုတော့ပဲ။ဒီဆုံးတစ်ထည့်ကဒီတစ်ချက်ကိုတော့ပြောတော့ဆန်ကားကိုသုံးနဲ့စားရတာကဆို900ရပါတယ်။ဒီတော့ UC ဒီ6တဲ့ဆရာကြီးသုံးတဲ့ကိုတော့ပဲ။ဒုံလေးတဲ့ကလေးကဘုရားကိုတင်တော့။ဒီကောင်မှာတစ်ချက်ကတူရတူပဲ။ဒီလေးတဲ့ကတစ်ချက်ကတော့ပုတ်ကက်တယ်ပဲ။ဒီငါးတဲ့ကတော့တော့ပုတ်နေတယ်တစ်ချက်။ ဟော5ကိုကြိုင်းပြင်ရေးမယ်။ဒီမားတရရဲ့နှစ်ထပ်လို့တော့ပဲကြယ်ပဲ။ဒီတို့တရရဲ့နှစ်ထပ်ကိုရေးနှစ်ထပ်ကြည့်။နော်။ဒါက plus 5ကိုကြိုင်းပြင်ရေးမယ်။ဒီ6တရရဲ့3တက်ကိုနှုတ်ရင်3တက်ကြည့်မယ်။ဒီ4တရရဲ့နှစ်ထပ်ကိုနှုတ်ရင်နှစ်ထပ်ကြည့်။အရင်ကျတော့ရိုးတူသွားရေ။နော် YouTube is square YouTube is square YouTube is square ပေါ့နော်။ Share ကို YouTube is square နောက်ကကျတော့5 YouTube is square နောက်ဆုံးမှကျတော့5 YouTube is square ။ဒီကောင်တော့ရိုးတူပဲလို့ပြီးတော့ကျတော့ပေါင်းရရပါပြီ။ဒီ2ရက်5ရက်ပေါင်းတော့ခုနှစ်စနစ်ပေါ့။ ချဲ YouTube ရေးရပါမယ်။ဒီကနေ့တော့ပို့ပြီးတယ်နည်းစံပါ။ဒီကတိုင်းလည်းရုပ်ပြလိုက်မယ်။ Mine 11ကိုဆိုပြည့်စားတယ်။ဒါက A power 5ကို A power 5ကို A square နဲ့စားပြီး4ကို B square နဲ့စားတယ်။နော်။ Five ကိုပြည့်နေစားမယ်။ A power A power 0ကို A square တက်ကို A square နဲ့စားမယ်။အခြားတက်ကို A square နဲ့စားသုံးရတဲ့ဆိုအစားရကြရင်အစ်ပဲရှိရတဲ့ဆိုစားရမယ်သုံးရရိုက်တယ်ဒီလေးတက်ကိုဒီတစ်ချက်နဲ့စားမယ်ဒီလုံးတက်ကိုဒီချက်နဲ့စားမယ်ဒါပြီး ီမိုင်းနဲ့လေမက်မိုင်းတူတာဒီအိမ်မှာပဲအေးငါတက်တရားအေးတစ်ထပ်ကိုလုပ်မယ်ဒီလေးတက်တရားဒီတစ်ထပ်ကိုလုပ်မယ်အခြေတင်ကြီးဆားလာတာဖြစ်တော့တယ်ထည့်ကြည့်ရုပ်ပြရနော်အဲဆားလာတူတာဒီအိမ်မှာပဲအေးခုနှစ်တက်တရားအေးလေးလေးကိုလုပ်မယ်အဲဒီချောက်တက်တရားဒီလေးလေးကိုလုပ်မယ်ငါသုံးရောက်ဒီအိမ်မှာပြင်ရင်ဒီလေးတက်တရားအေးတစ်ထပ်ကိုလုပ်မယ်ဒီလုံးတက်တရားဒီတစ်ထပ်ကိုလုပ်မယ်နော်ဒါဆိုရင်ဒီမှာကျုပ်အပိုင်းလေးတွေတက်တက်ရေးလိုက်မယ်အပြင်ဂိမ်းမျိုးချင်းချင်းတက်တက်ရေးလိုက်မယ်မိုင်းနဲ့လေမက်မိုင်းတူငါဖတ်တိုင်းတူငါ3နောက်မှကျတော့ဘာလဲအေးငါတက်တရားနှစ်ထပ်ကိုလုပ်လို့ရှိရင်လာရရစီ အေးဆုံးတဲ့နော်အေးဆုံးတဲ့ဘီနှစ်ထက်နော်ဒုတိယဂိမ်းမှာလည်းဒုတိယလေးနိုတော့အေးဆုံးတဲ့ဒီချဖရလေးနိုတော့ဘီနှစ်ထက်အဲနောက်ဆုံးဂိမ်းကလည်းလေးတို့လေးတက်ရတစ်ယောက်နိုတော့သုံးတက်ကျင်တယ်ဒီသုံးတက်ရတစ်ယောက်နိုတက်ကျင်တယ်ဒုတိယဂိမ်းလုံးမဲ့ပြည့်ကျော်ရချင်းတစ်ခုလေးရတယ် A2 နော် B2 ဆိုပဲရပါတယ်ဒါဆိုရင်တို့ပိုင်းရင်ကြီးလိုက်တဲ့ခါမှာနော်ပိုင်းရင်ကြီးလိုက်တဲ့ခါမှာဒီဘာရလဲဆိုရင်ဇီလိုရတယ်အဲ့ဒါဘာလို့ဇီလိုရတယ်ဆိုတော့ဒီရအောင်ပါနေရှိတယ်ဒီရအောင်ပါနေရှိတယ်ဆိုတော့တော့လေပိုင်းရင် အဲ့ဒီနဲ့လို့လို့ရှိလို့ရှိရင်တစ်ကိုနည်းနည်းမြောက်ပဲဘိုင်းကိုလည်းနည်းနည်းမြောက်တော့ဘွားနှလုံးကြီးချဒီအဲ့ဒီဘွားဘိုင်းကိုချောင်းနဲ့ဘိုင်းကိုမိုင်းနက်ပါလို့စစ်တင်ဒီချက်က -17 နဲ့ဆိုတော့ဘိုင်းကလည်း11ဖြစ်ပြီးတော့0ဖြစ်သွားပါလေ။ဒါကြောင့်မို့ဆိုတော့ 0a2b2 0နဲ့ a2b2 ဆိုတော့ဘာပဲရလဲဆိုတော့0ပဲရတယ်။ဒါနဲ့ရုပ်ဒီချက်ကဒုံမားရှိတာပြီးပါပြီ။စုံမိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။